မြန်မာနိုင်ငံကလူငယ်စုံဦးတီထွင်သူတွေရင်ဆိုင်နေရတဲ့အခက်အခဲနဲ့အခွင့်အလမ်းတွေကိုဆွေးနွေးဖို့အတွက်6ကြိမ်မြောက်အာဆီယံတရုတ်လူငယ်စုံဦးတီထွင်သူများဖိုရမ်2014ကိုအင်ရှင်အဖြစ်ကျင်းပဖို့ရှိနေပါတယ်။ဒီဖိုရမ်မှာမြန်မာလူငယ်တွေလက်မထောင်နိုင်အောင်ဘာတွေမျှော်လင့်ထားသလဲ။နိုင်ငံရေးစီးပွားရေးပွင့်လင်းလာတဲ့အချိန်မှာအာဆီယံဒေသတွေမှာတကဘာလုံးကပါရှင်ပြိုင်မှုတွေလည်းရှိနေတာကြောင့်အဲ့ဒီဒဏ်ကိုမြန်မာလူငယ်တွေကြံ့ကြံ့ခံနိုင်ပြီး သူများနဲ့မတူတဲ့ဒီထွင်ဆန်းတဲ့မှုတွေလုပ်ဖို့ပတ်ဝန်းကျင်အခြေအနေတခုလိုအပ်နေတယ်လို့မြန်မာနိုင်ငံလူငယ်စုဦးတီထွင်လုပ်ငန်းရှင်များအသင်းကစက်တင်ဘာ၂ရက်နေ့ကသတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောဆိုခဲ့ပါတယ်။အခုတိုင်းဟိုမြန်မာနိုင်ငံလည်းဒါတိုင်းပြည်လည်းခွင့်ပြုထုတ်တက်လာပြီးဒါပွင့်လည်းပွင့်လာပြီဆိုတဲ့အခါမှာပေးကြပေါင်းကတော့ဘာဖြစ်မလဲဆိုတော့ရှင်ပြိုင်မှုတော့အများကြီးခံရတယ်။ကို့အချင်းချင်းရှင်ပြိုင်တာလည်းခံရမယ်။အာဆီယံနေမကောက်ဘူး။တခြားတကဘာလုံးကနေရှင်ပြိုင်မှုတွေကလာတော့အဲ့ဒါကိုကြံ့ကြံ့ခံရရ။ဟိုမဖြစ်နိုင်မှုတော့မဟုတ်ဘူး။ ောဆိုကျွန်တော်တို့လူငယ်စုံမှုတွေဆိုရင်လုပ်ငန်းရှင်ဆိုတဲ့သဘောတရားကိုကျွန်တော်တို့မှာလုပ်ငန်းအကြီးကြီးမရှိဘူး။ဒါပေမဲ့ကျွန်တော်တို့မှာဘာရှိလဲဆိုတော့စမ်းတက်တဲ့အတွေ့အရှိ။ဘယ်မှမလုပ်ဘူးတဲ့အရာကိုကျွန်တော်တို့ကလုပ်ချင်တယ်ပေါ့နော်။အဲ့ဒါလေးတွေကိုကျွန်တော်တို့ကတီထွင်တတ်ရမယ်၊ကျန်စားတတ်ရမယ်၊ innovate လုပ်တတ်ရမှာပေါ့နော်။လူငယ်လုပ်ငန်းရှင်တွေပေါ်ပေါက်လာဖို့အစိုးရကလည်းလူငယ်တွေရဲ့တီထွင်စမ်းသပ်မှုအကြံဉာဏ်တွေကိုအကောင့်ထဲပေါ်နိုင်မဲ့ပတ်ဝန်းကျင်ကောင်းကိုတိစောက်ပေးဖို့လိုပြီးဒီလိုမှလူနေမှုအဆင့်တန်းမြင့်လာပြီး လူလက်တန်းစားပေါ်ပေါက်လာနိုင်မယ်လို့သူကပြောပါတယ်။စွန်ဦးတီထွင်လူငယ်လုပ်ငန်းရှင်တွေချမ်းသာဖို့မလိုအပ်ပေမဲ့လှုပ်ချင်ကန်ကျင်တဲ့စိတ်နဲ့အရှုံးမြတ်မတွက်ဖဲစွန်စားရဲဖို့လိုပြီးနိုင်ငံတကာမှာတော့အိုင်ဒီယာရှိုံနဲ့ပံ့ပိုးပေးမဲ့ဘန်တွေရင်းနှီးမြှုပ်နှံသူတွေရှိတာကြောင့်မြန်မာတွေအတွက်ခက်ခဲတဲ့အခြေအနေမှာရှိတယ်လို့ဒေါခင်ထက်မော်ကပြောပါတယ်။မတော်စုံတစ်ထွေလုပ်ငန်းရှင်ဆိုတော့ကစွန့်စားရရမယ်ပေါ့နော်စွန့်စားရရမယ်ချမ်းသာမှုလည်းမလိုပါဘူး ိတ်ချစိတ်ရှိရမယ်စုံသားရရမယ်။အကြောင်းလဲဆိုတော့မတို့လုပ်ငန်းတစ်ခုကိုစလုပ်ပြီဆိုလို့ရှိရင်ရှုံးမယ်မြင့်မယ်ဆိုတော့ဘယ်တော့မှမပြေချပါဘူး။ဒီလိုမျိုးဒီအရှုံးမြင့်ဆိုတဲ့ risk ကိုယူရတဲ့လူကဒါကိုစုံးတကယ်မှန်မှန်ရှိတယ်အောင်ဖြစ်လာမှာပါ။အဲ့ဒီအပြင်ကိုစဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်တဲ့ဖြစ်ဖို့လိုပါလေ။အာဆီယံတရုတ်လူငယ်စွန်စားစုလုပ်ငန်းရှင်များဖိုရမ်မှာတော့တက်ရောက်လာကြမဲ့လူငယ်တွေအတွက်နိုင်ငံတကာအခွင့်အလမ်းတွေ ဆက်အသွယ်နဲ့အချက်လက်တွေရရှိကြမယ်လို့မျှော်လင့်တဲ့အကြောင်းပြောဆိုခဲ့ပါတယ်။